အားလုံးမင်္ဂလာပါ Marsh Academy Channel နဲ့ပရိသတ်အားလုံးချူစွာပါရခင်ဗျာကျွန်တော်တို့ Marsh Academy Channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေရဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel တခုပါဒါကြောင့်မလို့ Marsh လောကကိုကျင်းနေတတ်တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like နဲ့ Subscribe လုပ်ထားဖို့ရည်တိုက်ခင်ကြပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုပြောပြချင်တာတော့ Breaking News ပါဒီသတင်းကပရိသတ်အားလုံးအတွက်သတင်းထူးတစ်ခုပါ ဖရိုနီကာကမကြသေးခင်ကပဲသူ့ရဲ့ပွဲသတင်းကြီးတစ်ခုလာတော့မယ်ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်ဆာမင်နာကနေကျွန်တော်တို့ပြည်သက်တွေအားလုံးကိုတီးပေးထားတယ်။အခုပဲကျွန်တော်တို့သိလိုက်ရတဲ့သတင်းတစ်ခုက1ချန်ပီယံရှစ်ကအနက်ဆာမဆန်နဲ့ဖရိုနီကာနဲ့ကိုပွဲတက်ပေးလိုက်ပါတယ်။အဲ့ဒီပွဲကနိုဗင်ဘာလမှာကျင်းပမယ့်ပွဲမှာပါဝင်လာမယ်လို့လည်းသိရပါတယ်။အနက်ဆာမဆန်ဆိုတဲ့ဖိုင်တာကိုကျွန်တော်တို့မြန်မာပြည်သက်တွေအားလုံးလည်းသိမယ်လို့ထင်ပါတယ်။အနက်ဆာမဆန်ဆိုတာက Wayne Fighter ကြီး Wayne Kickboxing Fighter ကြီးပါ သက်ရွယ်အားဖြင့်38နှစ်ကိုတောင်ရောက်ရှိနေပြီး Glory Kickboxing ရဲ့တကယ်ကိုချန်ပီယံဟောင်းကြီးတယောက်တကယ်ကိုစွမ်းဆောင်ရကောင်းနေချပြနိုင်တဲ့ချန်ပီယံကြီးပါအနေစာမဆန်က1ချက်မြေရှိမှာတော့ kickboxing လေးပွဲထိုးတယ်2ပွဲနိုင်2ပွဲရှုံးတယ်မွေထိုင်းကတော့2ပွဲထိုးတယ်2ပွဲလုံးနိုင်တာ၄ဒီဒီချင်း floor နဲ့တွင်းမဲ့ပွဲကတော့ kickboxing ပွဲလို့သိရတယ်ဒါပေမဲ့ဒါကို official 1ချက်မြေရှိကတော့တရားဝင်ချပြတာမျိုးတော့မဟုတ်သေးဘူးမနေ့ကပြုတ်လို့သွားတယ်1ချက်မြေရှိ okra chatry နဲ့ time ပြည်သက်တွေနဲ့ပြုလုပ်ခဲ့တဲ့ live stream မှာ chat တွေကပြောသွားတာ Veronica ကိုပွဲတက်ပေးလိုက်တဲ့ Anessa Mason နဲ့ပွဲတက်ပေးလိုက်တယ်ဆိုပြီးသိရတယ်။ Anessa Mason ဆိုတာကတော့လုံးဝ short ထွက်လို့မရတဲ့ fighter ပါ။အသက်က38နှစ်ကျောင်ရှိနေတဲ့ Wyan fighter နောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲမှာဆိုလေ One Friday Fight 92ပြန်ပွဲမှာထိုးတယ်2024 season မှာလာတော့အဲ့ဒီပွဲမှာဂျပန်ကကာနာဆိုတဲ့ fighter ကိုအနိုင်ပြနိုင်ခဲ့တယ်တကယ်ကိုစွမ်းဆောင်ရည်ကောင်းသေးတယ် ဖရိုနီကာတို့တကယ်ကိုခက်ခဲမဲ့ပွဲလို့ကျွန်တော်ကတော့မြင်တယ်။ပြီးတော့ထိုးရမဲ့ပွဲကကစ်ပေါင်စင်ပွဲပါ။ကစ်ပေါင်စင်ပွဲဆိုတာဖရိုနီကာအတွက်အားကျတဲ့ပွဲမျိုးတော့မဟုတ်ဘူး။မွေထိုင်းပွဲမျိုးမဟုတ်တဲ့တကြောင့်မလို့ဖရိုနီကာအတွက်လက်အထူကြီးတွေနဲ့ထိုးရမဲ့ပွဲတကယ်ကိုစိန်ခေါ်မှုပြင်းထန်မဲ့ပွဲလို့ကျွန်တော်ကတော့မြင်တယ်။အကယ်၍ဖရိုဒါတီပွဲမှာအကောင်းဆုံးစွမ်းဆောင်ရည်နဲ့အနစ်ဆာမဆန်ကိုကျော်ဖြတ်လိုက်နိုင်ရင်တော့ဖရိုနီကာကချန်ပီယံစင်ကိုကွန်ရာကိုထိုက်တန်သွားလိမ့်မယ်။ဝမ်ချမ်ပီယံရှစ်ကအဲ့ဒီလိုခင်းရင်းပြောင်ဖန်ပြီးပေးမယ်လို့ကျွန်တော်ကတော့မြင်တယ်။ ဒါကတော့ကျွန်တော်မြင်တာကိုပြောပြတာပါတခုကျွန်တော်တို့သတိထားရမှာကအနစ်ဆာမဆန်ဆိုတဲ့ fighter ကိုကျွန်တော်တို့ကလုံးဝ short ထားလို့မရပါဘူးတကယ်ကိုချန်ပီယံခပ်ပောင်းများစွာကိုတင်ပိုက်ထားတဲ့ Wayne fighter ရဲ့တယောက်ပါ Wayne ချန်ပီယံရှစ်မှာလဲစွမ်းဆောင်ရကောင်းတွေချပြထားနိုင်တဲ့ fighter ပါဒီ fighter နဲ့ flow ကိုပွဲတိတ်ပေးလိုက်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ကျွန်တော်တို့လက်ရှိမှာထူးခြားတဲ့သတင်းလေးတခုကိုပြည့်သက်တည်တည်အောင်ကျွန်တော်ကဝင်မြပေးတာ ဒီအကြောင်းကိုဝမ်းချက်မဲ့ရှိက official တရားဝင်ချပြနိုင်လဲကျွန်တော်ကထပ်မံတင်ဆက်ပေးပါမယ်။ဟုတ်ကဲ့ပါခင်ဗျာ။နောက်ရက်ဒီမှာလဲကျွန်တော်မှာ share academy channel နဲ့ကုလမမင်းနဲ့ပတ်သက်တဲ့ training တွေဝမ်းချက်မဲ့ရှိ UFC စားရှိတဲ့ training တွေနဲ့မြန်မာကိုယ်စားပြု fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါဒါကြောင့်မလို့ martial law ကိုကျင့်တဲ့ပြည်သက်ဒီနေနဲ့တော့ကျွန်တော် channel လေးကို like and subscribe လုပ်တာပေါ့မြစ်တိုင်ခိုင်းနေပါလိမ့်ခင်ဗျာပြည်သက်အလုံးထူးဝဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ